ရခိုင်ပြည်နယ်အတွင်းတပ်ပေါ်တွေမှာဆစ်ရှုံနေတဲ့စစ်ကောင်စီတပ်ဟာမျိုးရီရွာတွေစတင်ကြောင်းနေတဲ့ဆေးရုံတွေကိုနေညမရွေးလေကြောင်းရေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်လာတဲ့အတွက်စစ်ရေးသတိရှိကြဖို့ရခိုင်မျိုးသားဖွဲ့ချုပ် ULAA ကစက်တင်ဘာလ29ရက်မှာတိုက်တွန်းလိုက်ပါတယ်ရခိုင်ပြည်နယ်ကလူစုလူဝေးဖြစ်စေတယ်လို့ယူဆရတဲ့နေရာတွေကိုလေကြောင်းရေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်တာတွေကိုပုံမလုံးဆောင်လာနေတဲ့အတွက်ရခိုင်ပြည်သူတွေအနေနဲ့အရင်ကထပ်သတိထားကြဖို့နဲ့စစ်ရေးသတိရှိကြဖို့ ULAA ကတိုက်တွန်းပါတယ်။ စစ်ကောင်စီတပ်ကအေအင်းနဲ့ရင်ဆိုင်နေရတဲ့တိုက်ပွဲတွေမှာစစ်ရေးရှုံးနေပြီးအတင်းအဓမ္မဆူဆောင်ခံထားရတဲ့စစ်ကောင်စီတပ်သားတွေဟာလည်းတိုက်ခိုက်လို့စိတ်မရှိပဲထွက်ပြေးတာနဲ့အလင်းဝင်ကြတာတွေနေတိုင်းဖြစ်ပျက်နေတယ်လို့ ULA ရဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ်။စစ်ကောင်မရှင်တပ်ဟာစက်တင်ဘာလ26ရက်ကတောင်ကုန်းမြို့ကိုလေကြောင်းတိုက်ခိုက်ခဲ့တယ်လို့စက်တင်ဘာလ28ရက်နဲ့28ရက်နေ့တွေမှာလည်းတန်တွဲမြို့ကိုလေကြောင်းနက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။စက်တင်ဘာလ29ရက်မှာလည်း လက်ဝမြို့ကို လေကြောင်းတိုက်ခိုက်ခဲ့ပြီးတော့ရသေးတောင်မြို့နယ်ကိုလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့သေးတယ်လို့သိရပါတယ်ရှင်။ရခိုင်မြို့သမီးတရင်တောင်မူဒရာဟာဒီကနေ့စက်တင်ဘာလ30ရက်နေ့ဆိုရင်အရခတတော် AA ကစစ်စင်းမင်းမြန်စရာရှိရဆိုပြီးလာရောက်ခေါ်ဆောင်သွားတာဆယ်ရက်ရှိပြီဖြစ်ပေမဲ့ခုထိပြန်မလို့သေးဘူးလို့မိသားစုနဲ့နှီးဆက်သူတွေစီကနေသိရပါတယ်။ သူမကိုပြီးခဲ့တဲ့စက်တင်ဘာလ20ရက်မနက်7:00နာရီကျော်လောက်မှာ ULAAA ရဲ့ထောက်လန်းရေးအဖွဲ့ကမောင်တော်မြို့ရှိသူမရဲ့နေအိမ်ကနေလာရောက်ခေါ်ဆောင်သွားတာပါလက်ရှိမှာတော့မောင်တော်မြို့ရှိ ULAAA ထောက်လန်းရေးရုံးမှာစစ်ဆေးခံနေရပြီးမိသားစုဝင်တွေနဲ့တွေ့ခွင့်မရတဲ့အတွက်စိုးရိမ်ပူပန်နေကြပြီးတော့အ мян ဆုံးပြန်လွတ်ပေးစေလိုတယ်လို့ဆိုပါတယ် ီးခဲ့တဲ့စက်တင်ဘာလ9ရက်ကမောင်တော်မြို့နယ်တီဟိုအေးကျေးရွာရှိမြို့တိုင်းသားကလင်းငယ်တွေမပြည့်မစုံတဲ့ပညာသင်ကြားရလို့အကူအညီလိုအပ်နေတဲ့ရုပ်တံသတင်းကိုရေးသားဖော်ပြခဲ့တာကြောင့်သတင်းတော့မူထရာကိုမေးမြန်းဖို့ခေါ်ဆောင်သွားတာလို့ BNN သတင်းဌာနရဲ့အေဒီတာချုပ်ကိုကောင်းမျက်နှာကပြောပါရယ်အခုဖြစ်ရတဲ့ပတ်သက်လို့ AA ရဲ့ပြောခွင့်ရသူဥခိုက်ဒုက္ခကိုဆက်သွယ်မေးမြန်းပေမဲ့သတင်းထုတ်ချက်အထိပြည့်လည်ဖြည့်ဆိုတာမရှိသေးပါဘူး။ တစ်ဖက်မှာလည်းသတင်းတော့မူထွာကိုအမြန်ဆုံးလွှတ်ပေးဖို့သတင်းမီဒီယာအဖွဲ့အစည်းတွေကတောင်းဆိုမှုတွေလည်းရှိနေပါတယ်ရှင်။ပဲခူးတိုင်းအုပ်တွင်းမြို့နယ်ညောင်ချောက်မြို့မှာစက်တင်ဘာလ30ရက်ကပဲခူးမြို့မှာတောင်ကြရေကြောင့်မြို့ရဲကိုရေကြီးရေရှန်လာပြီးတိုက်နယ်စီယုံကလူနာတွေကိုအေးပေါ်ကဲထုတ်ခဲ့ရတယ်လို့ဒေသခံတွေနဲ့ကယ်ဆယ်ရေးသမားတွေကပြောပါတယ်။ဒီနေ့မနက်9:00ဝန်းကျင်ကစပြီးပဲခူးမြို့မှာတောင်ကြရေများလာပြီးတော့ ပြောင်းတည်ချောင်းကတဆင့်မြင်းနေပိုင်းနဲ့တိုက်နယ်စည်းရုံမှာရေကြီးရေရှမ်းလာတာကြောင့်စေကူတမှုခံယူနေတဲ့လူနာအယောက်20လောက်ကိုရေးပေါ်ပြောင်းရွှေ့ပေးခဲ့ရတယ်လို့သိရပါတယ်။ရုတ်တရက်ရေကြီးရေရှမ်းလာပြီးတဲ့နောက်ညောင်ခြေထောက်မြို့မှာနေရင်တချို့ပြက်စီတာရှိပေမဲ့လူထိခိုက်သေးဆုံးတာတော့မရှိသေးဘူးလို့ကုညီပေးနေသူတွေနဲ့ဒေသခံတွေကပြောပါတယ်။မြင်းနေပိုင်းနဲ့ရန်ကုန်မန္တလေးကားလမ်းမပေါ်မှာလည်းရေရှမ်းနေပြီးရေထက်တက်လာနိုင်တာကြောင့်အခြေအနေကိုစောင့်ကြည့်နေရတယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာတောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်ခဲ့တဲ့အပူပိုင်းတိုင်ဖွန်းမုန်တိုင်းအရှိန်ကြောင့်ဒေသရင်းဗီယက်နမ်လာအိုထိုင်းနဲ့မြန်မာနိုင်ငံတွေမှာမိုးများပြီးတော့ရေကြီးမြေပြိုရာတွေဖြစ်ပေါ်ခဲ့တာပါရှင်စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်တာတွေပြုလုပ်နေတဲ့တဝယ်မြို့နယ်မှာရွရသပိတ်မျောပွဲကိုစီကားတိုက်မြိုက်စွာကျင်းပဖို့စစ်ကောင်စီကစီစဉ်နေတယ်လို့ဒေသခံတွေစီကနေသိရပါဗျ။ ရိုးရွာသပိတ်မျောပွဲကိုညာလုံးပေါက်ဖျော်ဖြေဖို့ပြင်ဆင်ထားတဲ့အတွက်ပွဲကိုသွားမဲ့လူငယ်တွေစစ်မှုထမ်းဖို့ပေါ်တာဆွဲခံရတာတွေကြုံရနိုင်တယ်လို့ဆိုပါတယ်။တဝဲရိုးရသပိတ်မျောပွဲကိုလာမယ့်အောက်တိုဘာလ9ရက်နဲ့6ရက်ညတွေမှာတဝဲမျိုးပေါ်မှာနှစ်ညဆက်တိုက်ကျင်းပသွားမှာဖြစ်ပြီးရိုးရပွဲဖြစ်ပေမဲ့တတိနယ်သွာလာစီချင်တယ်လို့တဝဲမျိုးခံတယောက်ကပြောပါရယ်တဝဲရိုးရသပိတ်မျောပွဲတော့ကိုညာလုံးပေါက်ဖျော်ဖြေအစီအစဉ်တွေနဲ့ကျင်းပသွားမှာဖြစ်ပြီးဇက်သပင်ခစ်ပေါ်တေးဂီတာတွေနဲ့လည်းဖျော်ဖြေသွားမယ်လို့သိရပါရယ် ပြီးခဲ့တဲ့စက်တင်ဘာလ18ရက်နေ့ပိုင်းမှာတဝဲလောင်းလုံးနဲ့တရချောင်းမြို့နယ်၃ခုစလုံးကိုစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့ပါသေးတယ်ရှင်။ကင်းဒီပြည်နယ်ဒီမော့ဆိုဖရူဆိုလန်တကျောမှာစစ်ကောင်စီတပ်ကစစ်အင်အားဖြစ်တင်နေတဲ့အတွက်တော်လိုင်းအင်အားစုတွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီးစစ်ကောင်စီတပ်ဘက်ကအကြဆုံများခဲ့တယ်လို့ကင်းဒီအမျိုးသားများကာကွယ်ရေးတပ် KNDF ရဲ့ပြန်ကြားရေးတာဝန်ရှိသူကပြောပါရတယ်။ ပြီးခဲ့တဲ့ဩဂတ်လကစတင်ပြီးစစ်ကောင်စီတပ်ကဒီမော့ဆူမြို့နယ်တဲကိုစစ်ကြောင်းထိုးနေတဲ့အတွက်တော်လှန်ရေးအင်အားစုတွေနဲ့ထိတွေ့တိုက်ပွဲတွေလက်ရှိအချိန်အထိဖြစ်ပွားနေတယ်လို့ဆိုပါတယ်။ဒေါငန်ခါရက်ကွက်မှာတိုက်ပွဲပြင်းထန်နေပြီးဒီမော့ဆူဖရူဆိုလမ်းဘက်မှာလည်းစစ်ကောင်စီတပ်ကတပ်ဖြန့်ထားတဲ့အတွက်ထိတွေ့မှုတွေဖြစ်နေတာနှစ်လအတွင်းစစ်ကောင်စီတပ်ဘက်ကတိုက်ဆုံမှု20ကနေ90ကြားရှိနိုင်တယ်လို့ KNDF ပြန်ကြားတဲ့တာဝန်ရှိသူကပြောပါတယ်။ဒါ့အပြင်စစ်ကောင်စီတပ်ရဲ့စစ်ရင်တန်းအစီး90ကျော်ဟာ ဖရူဆိုကနေတဆင့်ဘောလက်ခဲဘက်ကိုဆက်သွားဖို့ရှိနေတယ်လို့ဆိုပါတယ်။စစ်ကောင်စီတပ်ကကင်းနီပီနယ်ထဲမှာစစ်အင်အားတိုးပြီးစစ်ကြောင်းထိုးနေတယ်လို့စစ်ဆောင်ပြည်သူတွေရှိရာနေရာတွေကိုလည်းလက်နက်ကြီးတွေနဲ့ပစ်ခတ်တာဒရုန်းနဲ့ဘုံးတိချတိုက်ခိုက်တာတွေရှိနေတယ်လို့သိရပါတယ်ရှင်။ စစ်ကောင်စီရဲ့စစ်မှုထမ်းဆင်းမှအကျုံးဝင်တဲ့အသက်ကန့်သက်ချက်တွေကြောင့်ကိုရီးယားဘာသာစကားကျွမ်းကျင်မှုစာမေးပွဲ EPS စနစ်နဲ့တောင်ကိုရီးယားနိုင်ငံကိုလုတ်သားတွေဆစ်လွတ်နိုင်တာမရှိတော့ဘူးလို့စစ်ကောင်စီလက်အောက်ခံအစိုးရပြည်ပအလုပ်ကိုင်အေဂျင်စီ POEA ကလည်းသိရပါဗျာ။ စစ်ကောင်စီကပြည်ပထွက်အလုံးလုတာကိုကန့်သက်ထိန်းချုပ်တာတွေလုပ်ပြီးတဲ့နောက်တောင်ကိုရီးယားနိုင်ငံကို EPS လုံသားဆေးလုံမှုရောကြလာတယ်လို့သိရပါဗျ။ဆောင်းဝဲဝဲဖြေဆိုအောင်မြင်ကြပေမဲ့အသက်ကန့်သက်ချက်တွေကြောင့်သွားလို့မရတဲ့အတွက်အလုံးသမားမလွတ်နိုင်တာကြာပြီလို့စစ်ကောင်စီလက်အောက်ခံအစိုးရပြည်ပအလုံးကိုင်အေဂျင်စီ POEA ကအမိမဖော်လို့သူတယောက်ကပြောပါဗျ။ စစ်မှုထံစီးရင်ဝင်နေတဲ့အသက်16နှစ်ကနေ35နှစ်အထိအမျိုးသားတွေပြည်ပထွက်ခွာခွင့်ကိုပြီးခဲ့တဲ့ဇန်နဝါရီလ30ရက်နောက်ပိုင်းကစပြီးတော့ပိတ်ထားခဲ့တာဖြစ်ပါတယ်။အဲဒီလိုကန့်သက်ချက်တွေကြောင့်2025ခုနှစ်ဇန်နဝါရီလကနေစက်တင်ဘာလအထိလစဉ်ဆေလွတ်နေကြဖြစ်တဲ့တောင်ကိုရီးယားနိုင်ငံကို EPS လုံသား943ဦးသာဆေလွတ်နိုင်ခဲ့လို့သိရပါတယ်ရှင်။ မကွေးတိုင်းကမ္မမြို့နယ်အတွင်းမှာရှိတဲ့ PDF စခန်းခွဲတစ်ခုကိုစက်တင်ဘာလ28ရက်ည9နာရီဝန်းကျင်မှာစစ်ကောင်စီတပ်ကစက်တက်လေထီတွေနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်တော်လိုင်းရဲဘော်3ယောက်ကြာဆုံးခဲ့တယ်လို့ပခုတ်ကူအခြေဆိုင်တော်လိုင်းတပ်ဖွဲ့ဝင်တွေစီကနေသိရပါဗျ။ တပ်ပွဲဖြစ်ပေါ်တာမရှိဘဲကံမမြို့နယ်ထဲမှာရှိတဲ့အညာမြေတပ်ပေါင်းစုစခန်းတစ်ခုကိုပခုတ်ကူတပ်မတရားတစ်ထဲကတက်လာတဲ့ပါရာမော်တာနှက်စီးနဲ့ပုံကျဲခဲ့တဲ့အတွက်ရဲဘော်၃ယောက်ကြာဆုံးခဲ့ရပြီးစခန်းအဆောက်အုံတချို့လည်းပျက်စီးခဲ့တယ်လို့ဆိုပါတယ်ဘုံကျဲခံရတဲ့အတွက်အညာမြေတပ်ပေါင်းစုရဲ့စခန်းတာဝန်ခံဖြစ်တဲ့အသက်20အရွယ်ရဲဘော်တေမင်း God of မြန်တပ်ဖွဲ့ကအသက်18နှစ်အရွယ်ရဲဘော်ဗလာနဲ့ PLPDF တပ်ဖွဲ့ကအသက်34နှစ်အရွယ်ရဲဘော်နိုင်ကြီးတို့ကြာဆုံးခဲ့တာလို့ အညာမြေတပ်ပေါင်းစုရဲ့တာဝန်ရှိသူကိုပိုပိုတန့်စင်က DVB ကိုပြောပါရယ်။ကြာဆုံးသွားတဲ့ရဲဘော်တွေရဲ့ရုပ်အလောင်းတွေကိုစက်တင်ဘာလ29ရက်မနက်ပိုင်းမှာမိသကျူပေးလိုက်တယ်လို့လည်းသိရပါရယ်ရှင်။အရှိမြောက်ကုံတရလမ်းမပေါ်မှာရှိတဲ့တအန်းတက် TNL ထိန်းချုပ်ရာရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့နယ်နှစ်မိုင်ကျော်အကွာကခုံမုံရွာအနီးမှာစက်တင်ဘာလ29ရက်မိုးလဲပိုင်းကစပြီးတော့တိုက်ပွဲတွေပြင်းထန်နေတယ်လို့ဒေသခံတွေစီကနေသိရပါဗျာ။ ကျောင်းဝင်းမြို့တွင်နဲ့နှစ်မိုင်ခန့်သာကွာဝေးတဲ့ပြည်အောင်စုလမ်းမပေါ်ကခုံမုံရွာတောင်ဖက်မှာတိုက်ပွဲဖြစ်ပွားနေပြီးစစ်ကောင်စီတပ်ကဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်တာတွေပါလုပ်နေတယ်လို့သိရပါဗျ။ခုံမုံရွာထဲမှာစစ်မရှောင်နိုင်တဲ့ဒေသခံတွေကျန်နေပြီး TNL ဘက်ကခန်းစစ်ဆင်ထားတဲ့နေရာလေးဖြစ်တယ်လို့ကျောင်းမဲဒေသခံကပြောပါဗျ။စက်တင်ဘာလ28ရက်နေ့လယ်ပိုင်းကလည်းကြောင်မဲမြို့နယ်လုံဝဲရွာအနီးမှာစစ်ကောင်စီတပ်နဲ့ TNL တို့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးဝိုင်းတွဲလေရင်နဲ့လည်းဘုံကျဲတိုက်ခိုက်ခဲ့လို့ဆိုပါတယ်။ စစ်ကောင်စီတပ်ကအရှိမြောက်ကုံတွေရလမ်းမပေါ်ကနောင်ချုံမြို့ကိုသိမ်းယူပြီးတဲ့နောက်ကြောင်မဲဘက်ကိုဦးတည်ပြီးတော့ပြီးခဲ့တဲ့ဩဂတ်လ16ရက်ကစပြီးတော့တံပြန်ထိုးစစ်ဆင်နေတာဖြစ်တယ်လို့သိရပါတယ်ရှင်မကွေးတိုင်းကဖဲမြွနယ်နယ်ရီကန်ဗျူဟာစခန်းရဲ့ကာကင်းဖြစ်တဲ့ဂုတ်ကြီးကြီးရွာအခြေဆိုင်စစ်ကောင်စီရဲ့တက်စခန်းကိုအရခတ်တော်အေအေနဲ့ပူးပေါင်းတပ်တွေကသိမ်းပိုက်နိုင်ခဲ့တယ်လို့စီရေးသတင်းရင်းမြစ်တွေကပြောပါရယ် ဂေါကြီးစခန်းကိုအင်အင်းနဲ့ပူပေါင်းတပ်တွေကစက်တင်ဘာလ26ရက်မှာစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးစက်တင်ဘာလ28ရက်မှာအပီးသက်သိမ်းပိုက်နိုင်ခဲ့ကြတာလို့သိရပါတယ်။နေရီကန်ဘျူဟာအနီးကစွန်တက်ကြီးရွာအနီးမှာလဲစစ်ကောင်စီနဲ့တော်လှန်ပူပေါင်းတပ်တွေအကြားနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေကြပြီးတော့စစ်ကောင်စီတပ်ဖက်ကလည်းနေရီကန်ဘျူဟာတိုက်ခိုက်သိမ်းပိုက်မခံရဖို့အသေးအတန်ကြိုးပမ်းနေတယ်လို့စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။ အာရခတတော်နယ်ပူအောင်တပ်တွေတင်ပိုက်ခဲ့တဲ့ဂုံကြီးကျေးရွာဟာအမ်ဘရန်ကားလန်ပေါ်မှာရှိတာဖြစ်ပြီးတော့ဗရန်မြို့နယ်ဆယ်မိုင်အကွာအဝေးမှာရှိတယ်လို့သိရပါဗျ။အမ်ဘရန်ကားလန်မပေါ်မှာစစ်ကောင်စီတပ်နဲ့အာရခတတော်ပူအောင်တပ်တွေအကြား2025ခုနှစ်ဇန်နဝါရီလကတည်းကတိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပြီးတော့စစ်ကောင်စီရဲ့တပ်စခန်း10ခုထပ်မင်းဲကိုတင်ပိုက်ထားပါတယ်ရှင်။ရှမ်းမင်းတောင်ပိုင်းပအုပ်ကိုပိုင်းအုတ်ချုံခွင့်ရဒေသမှာ အောက်တိုဘာလ1ရက်ကစပြီးမဲဆင်းကြည့်ဖို့ရက်ွက်အုပ်ချုပ်ရေးမှူးတွေကလိုက်လံကြေညာနေတယ်လို့ဒေသခံတွေကပြောပါတယ်။မဲပေးခွင့်စီးရင်တွေကိုရက်ွက်အုပ်ချုပ်ရေးမှူးယုံတွေမှာလာကြည့်ကြဖို့စက်တင်ဘာလ29ရက်ညပိုင်းကလှည့်လည်ကြေညာတာဖြစ်ပြီးအောက်တိုဘာလ28ရက်အထိစီးရင်တင်ကတ်ထားမယ်လို့ဆိုပါတယ်။အောက်တိုဘာလ1ရက်ကစပြီးအုပ်ချုပ်ရေးမှူးယုံတွေမှာမဲပေးပိုင်ခွင့်ရှိသူဥယျစီးရင်ကတ်ထားမှာဖြစ်ကြောင်းညနေ6နာရီလောက်မှာကားနဲ့လိုက်អော်သွားတာလို့ဟိုပုံးမျိုးခံက DVB ကိုပြောပါတယ်။ ပြည်သူတွေမဲဆင်းလာကြည့်ပြီးအမားပါနေလာရောက်ပြောဆိုပေးကြဖို့လဲအော်သွားပြီးတော့ပထမအကြိမ်ရှေ့ပြေမဲဆင်းထုတ်ပြန်လာလို့လဲဆိုပါတယ်။လာမယ့်ရွေးကောက်ပွဲကိုအထူးဒေသ6ထဲကတောင်ကြီး၊ဟိုပုံး၊ပင်လောင်း၊စီဆိုင်၊ညောင်ရွှေ၊ရက်စောက်၊ကလော၊ပင်တရ၊ဖဲခုံ၊နမ်ဆန်၊မောက်မယ်၊ရိုင်းလင်တို့မှကျင်းပဖို့ရှိနေတာပါ။ပိုးထေတာမှာပိုးမျိုးသားအဖွဲ့ချုပ် PNO ပါတီအပြင်ကြက်ခိုင်ပါတီနဲ့တာဆညာပါတီတို့ဝင်ရောက်ရှင်ပြိုင်ဖို့ရှိနေလို့လည်းသိရပါပါရှင်။ ရခိုင်ပြည်နယ်ရသေးတောင်မြို့နယ်မူဆဲကျွန်းဒေသကကြက်ရိုးစိတ်ကြီးရွာကိုစစ်တွေမျိုးအခြေဆိုင်စစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တဲ့အတွက်အမျိုးသမီးတယောက်တေဆုံးပြီးတော့နှစ်ယောက်ထိခိုက်ဒဏ်ရာရခဲ့လို့ဒေသခံတွေကပြောပါရတယ်။ စစ်ကောင်စီရဲ့စစ်တွေမျိုးနဲ့ပါတလိတ်ကြီးရွာမှာအခြေစိုက်ထားတဲ့တရင်တွေကစက်တင်ဘာလ29ရက်နေ့လယ်ပိုင်းမှာကြက်ရိုးစိတ်ကြီးရွာကိုလက်နက်ကြီး10လုံးထပ်မံပစ်ခတ်ခဲ့တဲ့အတွက်အမျိုးသမီးတစ်ယောက်သေဆုံးပြီးတော့အမျိုးသား2ယောက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ရဲ့ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့်ထိခိုက်သေဆုံးသူနဲ့ဒဏ်ရာရရှိသူတွေရဲ့အသေးစိတ်အချက်အလက်တွေကိုတော့စုံစမ်းနေဆဲဖြစ်ပြီးနေအိမ်တွေလည်းထိခိုက်ပျက်စီးခဲ့တယ်လို့မူဆဲကျွန်းဒေသခံအမျိုးသားတစ်ယောက်ကပြောပါတယ်။ လက်ရှိမှာကြက်ရိုးစိတ်ကြီးရွာက ကြီးရွာသားတွေဟာစစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေကြောင့်ကံပြင်းကြီးရွာနဲ့အနီးတဝိုက်ကကြီးရွာတွေကိုထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ဒေသခံတွေစီကလည်းသိရပါတယ်ရှင်ထိုင်းနိုင်ငံရှိ CD စက်ရုံတစ်ခုမှာမြန်မာလူသား1400ကျော်ကိုချုပ်တင်အကြောင်းကြားတာမျိုးမရှိဘဲနဲ့အလုပ်ထုတ်ပစ်လိုက်တယ်လို့အလုပ်သမားတွေနဲ့အလုပ်သမားရေးတက်ကြွလှုပ်ရှားနေသူတွေကပြောပါရယ် 2025ခုနှစ်စက်တင်ဘာလ30ရက်နေ့ဒီကနေ့မှာပဲထိုင်းနိုင်ငံဖေဗူရီခရိုင်အတွင်းရှိ CD ဆက်ယုံကမြန်မာလုံသား1450ကိုအလုံရှင်တွေကအလုံမရှိတော့ဘူးဆိုတော့အကြောင်းပြချက်ပေးပြီးတော့အလုံဖြုတ်လိုက်တာလို့သိရပါဗျ။ဆက်ယုံအလုံရှင်တွေဘက်ကအလုံသမားတယောက်စီကိုနေနာကြီးအဖြစ်ဘက်လေတောင်ကျော်နဲ့လှုပ်အားခါတွေပေးပြီးတော့လက်မှတ်အတင်းထိုးခိုင်းပြီးတော့နှင်ထုတ်နေတယ်လို့အလုံဖြုတ်ခံရတဲ့မြန်မာလုံသားတယောက်ကပြောပါဗျ။ လက်ရှိမြန်မာလူသားတွေအလုပ်ထုတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီးမြန်မာလူသမားရေးကူညီဆောင်ရွက်နေတဲ့ MHAC မဟာမိတ်အဖွဲ့ကိုလည်းစိတ်ယုံနဲ့ဝင်ခွင့်မပေးဘဲဖြည့်ရှင်းခွင့်ပိတ်ပင်ထားတယ်လို့ MHAC မဟာမိတ်အဖွဲ့ကောင်းဆောင်ကိုရဲမင်းကပြောပါတယ်တဖက်မှာလည်းအဲ့ဒီ CD ဆက်ယုံကလက်ရှိအလုပ်လုပ်နေကြတဲ့အလုပ်သမားတွေကိုအလုပ်ဖြုတ်လိုက်ပေမဲ့နောက်မဲ့နိုဝင်ဘာလအတွက်မြန်မာလူသမားတွေထပ်ခေါ်ဖို့ရှိနေတယ်လို့ဆိုပါတယ်။ ဒါကြောင့်အလုံသမားဟောင်းတွေကိုဖြုတ်ပြီးအလုံသမားတက်တွေစီကစမတ်ခါတွေအများကြီးရနိုင်ဖို့အခုလိုလုပ်တာဆိုတော့ပြောဆိုမှုတွေလည်းရှိနေပါရဲ့ရှင်